အေးအတူပူအမြ။ချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲ။မခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနာဒုက္ခဒုက္ခလို့ခေါ်တယ်။အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျိုးဝှက်ချက်ကိုလည်းပဲအဲ့ဒီပုံကမျိုးကိုပြောတယ်။ကိုယ့်ရဲ့လျိုးဝှက်ချက်တခါတလေလျိုးဝှက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင် မနေနိုင်လောက်အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့နေသူ့ရဲ့လျှို့ဝဲချက်ကြတော့လေလျှို့ဝဲပြီးတော့ပေးတယ်အပြင်ကိုမပေါက်ကြအောင်ထိမ့်ပေးတယ်ချမ်းသာစွာမွေးမြူနိုင်ရပါလို့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူးဒုက္ခကြုံလာလို့ရှိရင်စွန့်ပြစ်သွားတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုကိုယ်တိုင်ကအသက်ဆုံးပြီးတော့ကာဝယ်ပေးတယ် အဲ့ဒီမိတ်ဆွေမျိုးကတော့သမာနဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်